လာမယ့်နေ့ရက်ဒီမှာဟာရီကိန်းကိုခေါ်ယူဖို့ဘာစီလိုနာပြင်မှတ်ထားနေဘောလုံးကျက်သူများအတွက်ကျမတို့ရဲ့ဝမ်မီလီယံချန်နယ်ညပြန်ကြိုဆိုပါတယ်။ဘာစီလိုနာအသင်းကလာမယ့်နေ့ရက်ဒီမှာဘိုင်ယန်မြူးနဲ့အသင်းကအင်္ဂလန်တိုက်စစ်မှုဟာရီကိန်းကိုခေါ်ယူဖို့ပြင်မှတ်ထားနေကြောင်းသိရပါတယ်။ဘာစီလိုနာအသင်းကပိုလန်တိုက်စစ်မှုလီဝန်ဒေါစကီရဲ့နေရာမှာဟာရီကိန်းကိုအစားထိုးဖို့ရွေးနေခြင်းဖြစ်ပြီးဟာရီကိန်းကလည်းလာလီဂါမှာကစားဖို့စမ်းသပ်ရှိနေကြောင်းသိရပါတယ်။ ဒါပြင်ဟာရီကိန်းနဲ့ဘိုင်ယန်မြူးနစ်တင်းရဲ့အစားကြုံမှာ2026နေရာတည်ရောက်ရင်ယူရို65သန်းနဲ့ပြောင်းရွှေ့နိုင်တဲ့သဘောတူညီချက်ပါဝင်တာကြောင့်ဘာစီလိုနာတင်းကဟာရီကိန်းကိုခေါ်ယူဖို့ချိန်ရနေခြင်းဖြစ်ကြောင်းလည်းသိရပါဗျ။ဟာရီကိန်းကလာမယ့်ဇူလိုင်မှာ33နှစ်ပြည့်မှာဖြစ်ပြီးထိပ်တန်းဆင့်ခြေစွမ်းပြသနေစေဖြစ်တာကြောင့်ပရီးမီးယားလိထိပ်သည့်အသင်းတချို့ကလည်းအင်္ဂလန်မျိုးကိုပြန်လည်ခေါ်ယူဖို့လိုလားနေကြပါဗျ။ ဘိုင်မြူနီနဲ့လမ်းခွဲခဲ့ရင်ဟာရီကန်ရွေးချယ်ဝယ်ရှိတဲ့အသင်းတွေထဲမှာအသင်းဟောင်းစပါးကလည်းထယ်ဆုံးအောင်ပေါင်းနေရလို့ဘရစ်တန်မီဒီယာတို့ကသုံးသပ်ထားပါဗျ။